ူဖာဘက်ဖိုင်နိုင်ငံခြေဆိုင်ဒိုင်းရိုက်ကြီးဒိုင်းရိုက်ဆော့နိုင်တဲ့အော်တိုဝက်ဆိုက်ကြီးဘလုံးအပြင်အကစားပေါင်းစုံကိုဆော့မလားဆလော့ဆော့မလားဒိုင်းရိုက်ကာစီနိုတွေကိုဆော့မလားဘယ်ရောက်နေမှာတို့အတွက်လဲအနည်းဆုံး၁၀ဘက်ကနေစပြီးတော့ရှယ်တီးလို့ရပြီနော်ပိတ်ခန်းလုံးဝမရှိစိတ်ကြိုက်တွင်စိတ်ကြိုက်ထုတ်ကြာရကိုင်းလုံးယုံကြည်စိတ်ချရပြီးတော့ဘောလုံးပွဲစဉ်တွေကိုလည်းအခမဲ့ကြည့်ရှုနိုင်တယ်ယူဖာဘက်အားလုံးပဲ မင်္ဂလာပါဗျ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ညီကိုတို့အတွက်ဒီနေ့သုံးသက်တင်ပြပေးခြင်းနဲ့ပွဲလေးကတော့တနာ25ရက်အချိန်မှာရှင်ပြန်ကစားမယ်နော်ဝေးနဲ့အီတလီအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျကဲအဲ့တော့ကျွန်တော်ဒီသုံးသက်ချက်လေးမဆခင်မှာညီကိုတို့ကိုကြော်ညာစရာလေးတစ်ခုရှိပါတယ်ဒါကတော့ညီကိုတို့အနေနဲ့ဘောလုံးပွဲတွေကိုခြေလီနဲ့မှလောင်းပြီးတော့ကြည့်ခြင်းစော်ကစားခြင်းနဲ့ညီကိုတွေအတွက် ကျွန်တော်တို့ UFA ဘတ်ရှိပါတယ်ဗျ UFA ဘတ်မှာငွေကြေးအမခံနေငွေကြေးရေးအမခံစိတ်ချရတဲ့အပြင်24နာရီငွေသိမ်းငွေတော်ဝင်ဆောင်မှုရှိတဲ့အတွက်ညီကိုတို့အနေနဲ့စိတ်ဝင်စားလို့ UFA ဘတ်အကောက်ကိုငွေသိမ်းစော်ကားခြင်းနဲ့ဆိုရင်တော့ Telegram နံပါတ်3988268316 Viber နံပါတ်3988268316ကိုဆက်သွယ်ပြီးမြန်စော်ကားနိုင်ပါတယ်ဗျာ ယူဘဘမှာညီကိုတို့အနေနဲ့အကောက်ဖွင့်အကောက်ဖွင့်ငွေသွင်းအကောက်ဖွင့်စော်ကစားယုံနဲ့ကျွန်တော်ရဲ့2020 2025 26ဘောလုံးရာသီတနစ်စာအတွက် VIP channel ကို free join ခွင့်ရမှာဖြစ်ပါတယ်ဗျကျွန်တော် VIP channel မှာဆိုလို့ရှိရင်ကျွန်တော်တနစ်အဲတင်းကောင်းဝန်းပွဲတွေပြီးတော့ပြီးလို့ရှိရင်ညီကိုတို့အတွက်ကျွန်တော်တို့ mount တွဲလေးတွေကိုကျွန်တော် free free တင်ပေးတာတင်ပေးနေတဲ့ channel တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အဲ့တော့ဘောလုံးပွဲလေးအကြောင်းတစ်ချက်ပြောလိုက်ရအောင်နော်ဝေးနဲ့အီတလီ ျွန်တော်တို့တို့ထိတ်တိုက်တွေ့ဆုံမှုမှာတော့ထိတ်တိုက်တွေ့ဆုံမှုတွေမှာတော့ကျွန်တော်တို့အီတလီတင်းရတော့အများရန်ညီပါအတားရခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီမနေ့ဒီနှစ်သိန်းရဲ့ဒီမနေ့မနက်ပိုင်းစတေဂျီတွေစတေဂျီအနေနဲ့ကတော့ကျွန်တော်တို့အီတလီကနေပြီးတော့ဒဲပေါ့ဗျာဒဲပေါ့ဒဲဂျီပေါက်တာပေါ့ဒဲဂျီပေါက်တာပေါ့နာဒဲဂျီဒဲဂျီပေါက်တယ်ကိုပေါင်းဂျီအနေနဲ့ကတော့3.65ပေါက်ပါလေဗျကျွန်တော်တို့ဒီ ညနေပိုင်းညနေပိုင်းကြေးအနေနဲ့ကတော့ကျွန်တော်တို့ညကျွန်တော်တို့ညနေပိုင်းကြေးအနေနဲ့ကတော့အီတလီကအီတလီက level 5ပြားအရှုံး level 5ပြားအရှုံးဖြစ်သွားပြီးတော့ဂိုးဘောင်းကတော့နှလုံး9နှလုံး90ရှုံးဖြစ်သွားခဲ့ပါတယ်ဗျ။အဲကျွန်တော်အဲ့တော့ကြေးတွေပါဒီမပြောခင်ဒီနှစ်သင်းရဲ့အခြေအနေလေးတွေကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်သုံးသပ်ကြည့်အောင်ပေါ့နော်။ကျွန်တော်တို့အခု Norway ကကျွန်တော်ဒီ UEFA ကျွန်တော် World Cup ပေါ့ကျွန်တော် World Cup UEFA World Cup ဒီ qualifier qualifier stage မှာ Norway ကနှစ်ပွဲကံပြီးသွားပြီဗျနှစ်ပွဲကံနှစ်ပွဲကံပြီးသွားတဲ့အချိန်မှာသူကနှစ်ပွဲလုံးနှစ်ပွဲလုံးအနိုင်ရရှိထားတယ်အနိုင်ရတဲ့နှစ်ပွဲတော့တစ်ပွဲကတော့ကျွန်တော်တို့မော်ဒိုဘာကိုအဝေးဝင်းမှာ Z5 နဲ့အနိုင်ရရှိပြီးတော့နောက်တစ်ပွဲကတော့ Israel ကိုတို့အဝေးဝင်းမှာ2-4ဆိုတဲ့ရလနဲ့အနိုင်ရရှိထားပါတယ်ဗျအီတလီနေနေကတော့တို့ကတော့ National National League ကန်ရကန်ထားတာကန်နေရတာဖြစ်တဲ့အတွက်သူတို့ခဏအနာအနာပေးထားတော့အီတလီကတော့သူဘဝမှာမကန်ရသေးဘူးဗျဒီဘွဲကတော့အီတလီရဲ့ပထမဆုံးပွဲပွဲပေါ့နော်အဲ့တော့ကျွန်တော်တို့ခဏဗျ sorry အီတလီရဲ့အီတလီအနေနဲ့အီတလီအနေနဲ့ကတော့ Nation League မှာဂျာမနီကိုရှုံးပြီးတော့ပြိုင်ပွဲထွက်ခဲ့ရတယ်ကျွန်တော်တို့အနေနဲ့ဒီပွဲကိုတော့သူ တေချာအာယုံစုစိုက်ပြီးကံမဲလို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဗျ။နော်ဝေးအနေနဲ့ဟော့ကတ် qualifier နှစ်ပွဲလုံးမှာအနိုင်ရတာရယ်ဆိုပေမဲ့သူနိုင်သူနိုင်ထားတဲ့အသင်းတွေကတော့ဒါကြအခုအီတလီလောက်လူစင်းတောင်တင်းမှုတော့မရှိဘူးပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့ကျွန်တော်တို့ဖူးမှုပရီယက်ရှင်ကျွန်တော်တို့လူစည်းရင်းလေးပေါ့နော်ဒါခံမဲ့လူစည်းရင်းပေါ့ဒါတကယ်လူစည်းရင်းစစ်ကတော့ကျွန်တော်တို့တကယ်ကံမဲ့လူစည်းရင်းကတော့ကျွန်တော်တို့ပွဲကံကနီးအဲ့လို 9:55မိနစ်လောက်လို့လောမှာကျွန်တော်တို့သိရတာဗောနော်အဲ့တော့ကျွန်တော်တို့ဒီဖူမူရဲ့ prediction လူစင်းအရာကြည့်ရမယ်ဆိုလို့ရှင်ရင်ကျွန်တော် Norway မှာ Odigat ကွင်းလေပိုင်းမှာကွင်းလေပိုင်းမှာ Odigat ပြီးသွားရင် Fulham ကျွန်တော် Fulham Fulham Center back နာမည်က Center back เนาะ CV ရောမဟုတ်ဘူးဗျ Center back ပြီးသွားလို့ရှင်ရင်ကျွန်တော်တို့ Athletic က Solo တိုက်ဆက်မှာဆိုလို့ရှင် Allen Haaland လို့ရှိမယ်ဗောဗျာအင်း Norway တိုက်ဆက်က ိုးတော့မစိုးဘူးပြက်စိုးတော့မစိုးဘူးတိုက်ဆက်ကအခုပြီးခဲ့တဲ့နှစ်ပွဲအရဆိုလို့ရှိရင်လည်း golden chain လေးတွေရှိရယ်ပြီးတော့ရင်ကျွန်တော်တို့အီတလီဘက်ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့အီတလီမှာကကျွန်တော်တို့ကွင်းလယ်မှာဆိုလို့ရှိရင်တိုနာလီဘာရယ်လာရီဇီဥတိုဂီပြီးရင်ကမ်ဘာဆိုတော့ပါမယ်ဗျနောက်တန်းမှဆိုရင်တော့ဘတ်စတိုနီဘတ်စတိုနီကာဒီလိုရန်ဇိုကိုယ်တော်မှာဆိုရင်ဒေါ်နာရမာတို့အနေနဲ့ပွဲထွက်လာနိုင်တယ်လို့သူကတော့ပရီဒက်ရှင်ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ ဒီသူတို့ရဲ့ခြေလေးနဲ့အတူတူကျွန်တော်နည်းနည်းပြောကြည့်အောင်နော်ခြေကမနက်မနက်ခင်းစတဲ့ခြေမှာနဲ့အခုညနေခြေမှာတော့ body ကပြောင်းလဲရိုင်းတော့ပြောင်းလဲသွားခြင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ပြောစရာရှိတာတော့ကျွန်တော်တို့ဂိုးပေါင်းခြေမှာပြောင်းလဲမှုရှိသွားတယ်ဗျဂိုးပေါင်းခြေပေါင်းပြောင်းလဲမှုက3ပေါင်း65ကနေ3ပေါင်း65ကနေပြီးတော့နှလုံး90ရှုံးဖြစ်သွားတယ်အဲ့တော့ရောစင်းရစင်းသားတွေရှိရဗျာတိလား နော်ဝေးနော်ဝေးအနေနဲ့ကျွန်တော်တို့ဒီမှာသူနိုင်ထားတယ်ဆိုပေမဲ့ဒီသူနှစ်ပွဲနိုင်ထားလို့6မှတ်ရထားတယ်ဆိုပေမဲ့အီတလီကတဝဲမှမကန်ရသေးတာဖြစ်တဲ့အတွက်သူအီတလီအနေနဲ့ကတော့ကျွန်တော်သူအမှတ်ရအောင်ကြိုးစားမှာပဲနော်ဝေးအနေနဲ့ကတော့သူရထားတဲ့အမှတ်တွေကိုမဆုံးရှုံးအောင်ထိမ့်ပြီးတော့ကန်မယ်လို့မြင်တဲ့အတွက်ကျွန်တော်ဒီပွဲကိုဒီပွဲကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော် ဘော်ဒီတက်စာလို့ရှိရင်ကျွန်တော်ကိုပေါင်းအောက်ကိုကြိုက်တယ်ဗျဒါပေမဲ့ brother တို့အနေနဲ့အဲဘော်ဒီလေးပဲဆိုဘော်ဒီလေးပါဆော့ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်အီတလီဘော်ဒီကိုကြိုက်တယ်ဗျအီတလီဘော်ဒီနည်းနည်းဘယ်လိုပြောရမလဲအီတလီဘော်အီတလီဘော်ဒီလေးထက်လောင်းကျင်နေဆိုရင်လည်းကျွန်တော်အီတလီဘော်ဒီလေးကိုကျွန်တော်ဒါအီတလီဘော်ဒီကတော့ညီကတို့ဆော့ကျင်ပါတော့အီတလီဘော်ဒီပြပါလေ go out ပြပါလေ go out ပြပါလေ ရေကိုယ်တို့အနေနဲ့အကြိုက်တူမှလိုက်ပြီးဆော်ရတာပါတကယ်လို့အကြိုက်မတူရင်လည်းလွတ်လပ်စွာပတ်ကံနိုင်ပါတယ်ဗျဟုတ်ဟုတ်ကဲ့အားလုံးညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်တီတီဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်